ားလုံးပဲမင်္ဂလာပါချင်းရေဒီယိုအစီအစဉ်ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီကနေ့အတွက်ခုံနှုံသူချင်းရေဒီယိုရဲ့နေ့စဉ်သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကျွန်မကတော့ဆမ်မတင်းနဲ့တင်ဆက်ပေးမယ့်သတင်းတွေကတော့ချင်းပင်နယ်တောင်ပိုင်းဘလောဝမြို့နယ်ကိုရခိုင်ပြည်နယ်ရဲ့ရှစ်ခုမြောက်ခရင်အဖြစ် USAAA ထည့်သွင်းလိုက်တဲ့သတင်းရေဘေးတဲ့ဘလောဝစစ်ဘေးရှောင်တွေအတွက်အရေးပေါ်ကုန်ငယ်တွေလိုအပ်နေတဲ့သတင်းနဲ့ ကမ္ဘာဒုက္ခသည်များ၏အခမ်းအနားမှာမြန်မာနိုင်ငံသားများမပါဝင်ကြဖို့ချင်းဒုက္ခသည်ကော်မတီ CRC ညူဒေလီကတိုက်တွန်းစတဲ့သတင်းတွေကိုတင်ဆက်ပေးသွားပါမယ်။အခုအဦးဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ ချင်းပြည်နယ်တောင်ပိုင်းဘလောအမျိုးနယ်ကိုရခိုင်ပြည်နယ်ရဲ့ရှစ်ခုမြောက်ခရိုင်အဖြစ်အရခတက်တော် ULAAA ကထည့်သွင်းသတ်မှတ်လိုက်ပြီးရခိုင်ပြည်နယ်ကို ခရိုင်ရှစ်ခုနဲ့2025ခုနှစ်မေလအတွင်းဖွဲ့စည်းသတ်မှတ်လိုက်ကြောင်းသိရပါတယ်။အရခတက်တော် ULAAA ကဖွဲ့စည်းသတ်မှတ်လိုက်တဲ့ခရိုင်ရှစ်ခုမှာမောင်တိုးခရိုင်စစ်တွေခရိုင်မြောက်ဦးခရိုင်မင်းပြားခရိုင်ကြောက်ဖြိုခရိုင် တောင်ကုတ်ခရိုင်တန်တွဲခရိုင်နဲ့ချင်းပြည်နယ်တောင်ပိုင်းကပလောဝခရိုင်တို့ဖြစ်တယ်လို့ ရှခိုင်ပြည်နယ်အခြေဆိုင်နရင်းစရာသတင်းဌာနကဒီကနေ့ဇွန်လ12ရက်နေ့မှာရေးသားဖော်ပြလိုက်တာပါအရခဒတော် ULAAA ရဲ့အရခပြည်သူဒေါ်လိုင်းအစိုးရဟာရခိုင်ပြည်ကိုရခင်ကစစ်ဒေသအလိုက်ဖွဲ့စည်းအုပ်ချုပ်ခဲ့ပေမဲ့လည်းအခုလက်ရှိဖွဲ့စည်းပုံဥပဒေအရပဟိုခရိုင်မြို့နယ်တိုင်းနယ်ကျေးရွာအဆင့်စတဲ့စီမံအုပ်ချုပ်မှုအဆင့်၅ဆင့်နဲ့ဖွဲ့စည်းထားကြောင်းသိရပါတယ်။ အခုလိုဖွဲ့စည်းတမှတ်ရတဲ့ရည်ရွယ်ချက်ကိုတည်ရှိနိုင်ဖို့ ULAAA ရဲ့ပြောရေးဆိုခွင့်ရှိသူဦးခိုင်ဒုက္ခကိုနရင်းစရာကစစ်သွေးမင်းမြန်ထားစေဖြစ်တယ်လို့အသေးသားဖော်ပြထားပါတယ်တိုးတော်လေရခိုင်ပြည်နယ်အခြေစိုက်နရင်းစရာသတင်းဌာနကယနေ့ဇွန်လ12ရက်နေ့လယ်ပိုင်းကသတင်းဖော်ပြပြီးနိုင်ရီပိုင်းအကြမ်းမှပြန်လည်ဖြုတ်ချသွားခဲ့ပါတယ် မြန်မာနိုင်ငံမှာစစ်တပ်ကအာဏာမသိမ်းခင်2021ခုနှစ်မတိုင်မီကရခိုင်ပြည်နယ်ခရိုင်ခုနှစ်ခုဖြစ်တဲ့စစ်တွေးခရိုင်မောင်တော်ခရိုင်ကြောက်ဖြူခရိုင်တန်တွဲခရိုင်မြို့အိုခရိုင်အန်းခရိုင်နဲ့တောင်ကုတ်ခရိုင်တို့နဲ့ဖွဲ့စည်းထားတာပါ။ ချင်းပြည်အရေးဆောင်ရွက်နေတဲ့ချင်းအရေးတက်ကြလှုပ်ရှားသူကိုထားတော်ကတော့အရခဒေါက်တာ ULAAA ဟာလုံးဝမလုံတဲ့ကိစ္စကိုလှုပ်ဆောင်ခြင်းဖြစ်ပြီးလက်နက်နဲ့ကိုတိုက်ယူလို့ရတဲ့ဒေသကို အပိုင်အဖြစ်သတ်မှတ်ခြင်းဟာတိုင်းရင်းသားအချင်းချင်းကြားမှာထားရှိတဲ့သဘောထားကိုချိုးဖောက်ခြင်းဖြစ်တယ်လို့ပြောဆိုခဲ့ပါတယ်။ ULAAA အနေနဲ့ဒီလိုပဲတကယ်ပြထားလိုက်တဲ့ဆိုရင်ဒါကလုံးဝမသင့်တော်တဲ့ကိစ္စတစ်ခုဖြစ်ပါတယ်ဆိုလိုတာကအခုဆင်နွှဲနေကြတဲ့အာဏာရှင်ချုပ်ချရေးဆိုတဲ့မုံနဲ့လဲတက်တက်ဆင်အောင်လွဲသွားပြီဆိုတာပါပဲကိုတိုက်ယူတဲ့နေရာဒေသကိုခုအပိုင်လို့တွေးကြည့်ဆိုတဲ့သဘောကိုမျက်ဝါးထင်းထင်းလှုပ်လိုက်တာတိုင်းရင်သားအချင်းချင်းအကြားကထားရှိအပ်တဲ့သဘောထားတွေကိုရိုက်ချိုးတာဖြစ်တယ်လို့ကိုထားဆောင်ကပြောပါတယ် ပလောဝမြို့နယ်အတွင်းကစစ်ကောင်စီတပ်စခန်းတွေကို ULAAA က2024ခုနှစ်ဇန်နဝါရီလထဲမှာအပိသက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီးပလောဝမြို့နယ်မှာအုပ်ချုပ်ရေးလုပ်ငန်းတွေကိုလည်းအကောင့်ထဲပို့ဆောင်လက်ရှိနေတယ်လို့သိရပါတယ်ရှင်။ဆက်လက်တင်ဆက်ပေးမှာကတော့ မီဇိုရမ်ပြည်နယ်လောင်ကလိုင်းခရိုင်ထဲကပလဝမြို့နယ်စပီးရှောင်စခန်းသုံးခုကနေရေပီးတင်ပြည်သူတွေကိုအရေးပေါ်ကုန်ငွေထောက်ပံ့မှုတွေစတင်ဆောင်ရွက်နေပြီဖြစ်တယ်လို့ပလဝစပီးရှောင်နယ်လူသားချင်းစာနာကုန်ငွေရေးအဖွဲ့ကရမနေ့ကထုတ်ပြန်လိုက်ပါတယ်လူသားစာနာကုန်ငွေရေးဌာနနဲ့ပလဝကောင်စီတို့ပူးပေါင်းပြီးဇွန်လ9ရက်နေ့နဲ့10ရက်နေ့တွေမှာ တွေ့တန်းကာကင်နဲ့လောင်မစိုးစပေးဆောင် စခန်းမှာရှိတဲ့ရေပိသင့်ပြည်သူတွေကိုစာအိတ်130စီပဲအာလူစတဲ့အခြေခံစာနှိတ်ရိတ်ကားကိုဖြန့်ဝေပေးခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်ပလောဝမြို့နယ်လူသားစာနာကုန်ငွေရေးဌာနမှဌာနမှူးက အဖက်ဖက်ကနေကိုငွေပေးတဲ့အဖွဲ့အစည်းတွေရဲ့အလှူတွေကိုပိုးပေါင်းဆောင်ရွက်ပေးပြီးမှကျွန်တော်တို့ဝန်ဆောင်မှုပေးရခြင်းဖြစ်ပါတယ်။ဆိုတော့အဖွဲ့အစည်းတွေအလှူရှင်တွေရှိသလိုထပ်ပြီးမှလူသားစာနာအခြေခံစာနယ်ရေးခါနဲ့ပြည်လဲထူထောင်ရေးအတွက်အရေးကြီးတဲ့လူအချက်တွေကိုအကူငွေတောင်းလိုပါတယ်လို့ပြောပါတယ်။ အခုရေပေးကြောင့်အထက်ပါစပေးရှောင်စခန်းသုံးခုအတွင်းမူလအိမ်ခြေ482လုံးနဲ့လူဦးရေ2283ဦးရှိတဲ့အ ਨੇ အိမ်ခြေ140လုံးနဲ့လူဦးရေ929ဦးရောရေပေးတန်းတင်ခဲ့ခြင်းဖြစ်ပြီးလုံးဝပျက်စီးသွားတဲ့အိမ်ကြီး62လုံးအိမ်သား132လုံးပျက်စီးမှုရှိခဲ့ကြောင်းသိရပါတယ်။ရေပေးတဲ့ပြည်သူတွေရဲ့အရေးပေါ်လိုအပ်ချက်တွေအခြေခံစာနှစ်ရိပ်ခါလိုအပ်ချက်တွေများစွာ ရှိနေသေးကြောင်းသိရပါတယ်။ လူအချက်များစွာအနေရေးပေးတင်ပြီးသူတွေရဲ့နေအိမ်ပြန်လဲတည်ဆောက်ဖို့အမိုးအကာတစ်ဝါရေတံပိုက်ရေပုံးတွေနဲ့အခြေခံအစားနှိမ့်ရိတ်ကစေဝါတွေကို အရေးပေါ်လိုအပ်နေတယ်လို့စစ်ဘေးရှောင်တဲ့လူသားချင်းစာနာကုန်ကြီးရဲ့အဖွဲ့ကဆိုပါရီအိမ်တလုံးပြန်လဲတည်ဆောက်ဖို့ခမန်းချေရူပီ2000ကနေ2500ကျသည်မှဖြစ်ပြီးအိမ်သားတလုံးအတွက်ရူပီ2500ကနေ3000အထိကုန်ကြမယ်လို့ခမန်းထားကြပါရီ ကျေရင်းပြေပါရှိပရာဟိတအဖွဲ့တွေနဲ့စေတနာရှင်တွေအနေနဲ့လည်းရေပေးတင်ပြီးသူတွေအတွက်ဆက်လက်ကုငေထောက်ပံ့ပေးကြဖို့လူသားစာနာကုငေရေးဌာနကတိုက်တွန်းနှိုးဆော်ထားပါတယ်ရှင်။အခုနောက်ဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ဇွန်လ20ရက်နေ့မှာကြာရောက်မဲ့ကမ္ဘာဒုက္ခသည်များနဲ့ World Refugee Day အခမ်းအနားမှာ မြန်မာနိုင်ငံသားများအားလုံးမပါဝင်ဖို့ချင်းဒုက္ခသည်ကော်မတီ CRC New Delhi ကတိုက်တွန်းထောက်ပြလိုက်ပါတယ်။ နယူးဒယ်လီမြို့အခြေဆိုင်ချင်းဒုက္ခသည်ကော်မတီ CRC ဟာစွန်လ9ရက်နေ့ကအစည်းအဝေးတစ်ရက်ကျင်းပပြုလုပ်ပြီးကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးယုံ UNHCR နဲ့အခြားမိတ်ဖက်အဖွဲ့အစည်းတွေဦးဆောင်တဲ့ကမ္ဘာဒုက္ခသည်များနေအခမ်းအနားတွေမှာမြန်မာဒုက္ခသည်တွေအနေနဲ့ပူးပေါင်းပါဝင်ခြင်းလုံးဝမပြုကြဖို့အဆုံးဖြတ်ခဲ့ကြခြင်းဖြစ်ပါတယ်။ အခုလိုထုတ်ပြန်ရတာကကျွန်တော်တို့ရဲ့နိုင်ငံမှာအခုချိန်ထိပြည်သူတွေဟာနေစဉ်နဲ့အများအသက်သေဆုံးရတယ်။ထိခိုက်ဒဏ်ရာတွေနဲ့မင်းအောင်လှိုင်ရဲ့လက်အောက်မှာဘာလုံးချုံမှုမှမရှိဘဲဒုက္ခရောက်နေကြတယ်။အချင်းချင်းပြစ်ခတ်တိုက်ခိုက်နေတုန်းဖြစ်တယ်။ဒီလိုအချိန်မှာကျွန်တော်တို့ကလွတ်မြောက်နေမြေမှာရောက်ပြီးဆိုပေမဲ့ကျွန်တော်တို့ရဲ့စိတ်မှာအငြင်းထိတ်လန့်နေတုန်းဖြစ်ပါတယ်။ကျွန်တော်တို့နိုင်ငံဟာဘလို့မှမလုံးချုံသေးဘူးဆိုတာ UNHC ကတော့ကမ္ဘာတိအောင်အဒီကချပြချင်တာပါနောက်တစ်ချက်က2020ခုနှစ်နောက်ပိုင်းကရောက်လာတဲ့သူတွေဟာအခုထိ UN ကမရရှိကြသေးပါဘူး UN ကမပေးတာဟာကျွန်တော်တို့ကိုဒုက္ခသည်လို့မတတ်မှတ်လိုက်တာလားပေါ့အဲ့ဒီရည်ရွယ်ချက်နဲ့ထုတ်ပြန်လိုက်တာပါလို့ CRC New Delhi မှာတာဝန်ရှိသူကပြောပါတယ် ကမ္ဘာဒုက္ခသည်များနေ့ကျင်းပဖို့ Bosco အဖွဲ့ကနေထောက်ပံ့မဲ့အလှူငွေများကိုလည်းမမခံကြဖို့အထူးသဖြင့် Bosco Slick နဲ့ဆက်စပ်လျက်ရှိတဲ့အပြင်ပြည် NIOS ចောင်းသားတွေကွန်ပျူတာចောင်းသားတွေလူငယ်အသင်းတွေဘာသာပြန်တွေအနေနဲ့၎င်းတို့ကျင်းပတဲ့အစီအစဉ်တွေမှာမပါဝင်စေဖို့ခေါင်းဆောင်တွေကတက်ဆိုင်ရာ community အသီးသီးထံအသိပေးကြဖို့လဲ CRC ကဆုံးဖြတ်ထားတယ်လို့သိရပါတယ် အရင်နှစ်တွေကကမ္ဘာဒုက္ခသည်များနေကိုတက်ဆိုင်ရာလူကြီးတွေဖိတ်ကြားကမြန်မာဒုက္ခသည်များအလုံးပါဝင်ပြီးအခမ်းအနားကျင်းပခြင်းလူငယ်တွေကနေရိုးရာအကများတခြင်းများတည်ဆူဖြောပြခြင်းအစသည်ဖြင့်စီစီကားကားကျင်းပလေရှိတယ်လို့သိရပါတယ်အရင်နှစ်တွေမှာအလုံးကလူကြီးလူကောင်းတွေကိုဖိတ်နေရကောင်းကောင်းမှအခမ်းအနားကြီးကြီးကျယ်ကျယ်ကျင်းပလူငယ်တွေကခိုင်းဒုက္ခတွေအလုံးခေါ ဒယ်လီရှိဒုက္ခသည်တွေရဲ့အခြေအနေကဒီလိုရှိပါတယ်ပေါ့သူတို့ကိုကောင်းကောင်းဆောင်ရှောက်ထားပါတယ်သူတို့ရဲ့လူအချက်ဖြည့်ဆည်းပေးထားတယ်လူအချက်ပညာရေးကအစအကုန်လုပ်ပေးထားတယ်ပေါ့သူတို့နေထိုင်စားသောက်ရေးအဆင်ပြေပြေကြည့်ရှုထားပါတယ်ဆိုပြီးဒီနေ့မတိုင်ခင်ထိလှုပ်လေရှိတာပေါ့နော်ဒါပေမဲ့ဒီနှစ်တော့ကျွန်တော်တို့အဲ့လိုမလုံနိုင်ပါဘူးလို့ CRC New Delhi မှာတာဝန်ရှိသူကပြောပါတယ်။သို့တော်လည်း New Delhi ရှိမြန်မာဒုက္ခသည်တွေအနေနဲ့ကမ္ဘာဒုက္ခသည်များနေကို အတိပေပြေဝတဲ့အထင်းအမှတ်နေအဖြစ်ကိုပိုင်စီစဉ်မှုတွေနဲ့ကျင်းပသွားမယ်လို့သိရပါတယ်။အဆိုပါအစီအစဉ်တွေနဲ့ပတ်သက်လို့အသေးစိတ်ကိုတော့နောက်ထပ်အသိပေးသွားမှာဖြစ်တယ်လို့ CRC New Delhi မှာတာဝန်ရှိသူကဆိုပါတယ်။ CRC အနေနဲ့ New Delhi ရှိမြန်မာဒုက္ခသည်တွေရဲ့အခွင့်အရေးတွေရရှိနိုင်ဖို့အတွက်ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ပြီးဒုက္ခသည်အတိုင်းအဝန်အလုံးပူပန်ပါဝင်ကြဖို့တိုက်တွန်းထားပါတယ်။ အခုထုတ်ပြန်ချက်ဟာ UNHCR နဲ့တခြားနိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ဒုက္ခသည်ဆိုင်ရာလှုံ့ဆော်မှုတစ်ခုဖြစ်တဲ့ကမ္ဘာဒုက္ခသည်များနေမှာမြန်မာဒုက္ခသည်တွေရဲ့ပါဝင်မှုကိုယာယီရပ်ဆိုင်ထားခြင်းသာဖြစ်ပါရဲ့ရှင်။ ဟုတ်ကဲ့ပါအခုလိုနာတူရဆင်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခုံနုံတုံချင်းရေဒီယိုအစီအစဉ်ကနေဒီမှာပဲနှုတ်ခွန်းဆက်သလိုက်ပါတယ်အားလုံးကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေရှင်